အမျိုးသမီးတင်းနစ်ကိုအသွင်ပြောင်းလဲပေးခဲ့သူခွန်အားဇွဲနဲ့မျိုးဆက်တစ်ခုလုံးကိုနှုံဆော်ပေးခဲ့တဲ့အားကစားမယ်။ Grassland စစ်တုံးစုပိုင်ရှင်။သူမရဲ့ဆန်နမူနာယူစရာဘောဝလန်ကောင်းပါပါရီ။အခုပြောပြမယ်ဆရီနာဝီလီယံရဲ့ဘဝဇလန်လေးထဲမှာသူမရဲ့အားကစားသမားဘဝမှာကျမ်းမာရေးလေးလာလိုက်စားပုံ။သူမဘဝအကြောင်းသိစရာဘူးသူတာတစ်ခုတစ်ပိုင်းနဲ့သူမရဲ့အောင်မြင်မှုတို့ခံယူချက်စတာတွေကိုထိတ်သွင်းတင်ဆက်ပေးထားပါရစေ။ ဒီလိုအကြောင်းအရာလေးတွေမပြတ်တမ်းတင်ဆက်ပေးနေမှာမို့ follow and subscribe လေးလုပ်ထားကြပါဦးနော်ဆရီနာဟာကယ်လီဖိုးနီးယားပြည်နယ်ကွန်တန်ရဲ့ကျန်းတန်းတဲ့ကွင်းပြင်တွေအနေနဲ့စတင်ခဲ့တာပါသူမနဲ့အမ Venus William တို့ဟာအစဉ်အလာအရာမဟုတ်ပဲဖခင်ရဲ့လမ်းညွှန်မှုနဲ့ထူးခြားတဲ့လေ့ကျင့်မှုတွေကိုခံယူခဲ့ရပါတယ်စိတ်ဝင်စားစရာအချက်ကတော့ဆရီနာဟာ2019ခုနှစ်ဩစတြေးလျ Open Grand Slam Champion ဆုကိုဘိုက်သေးမှာကိုဝူးနံလတ်နဲ့ရယူခဲ့တာပါဒီလိုအချက်တွေဟာသူမရဲ့မယုံနိုင်စရာစိတ်တက်ကိုပြသနေပါတယ် 1999ခုနှစ်မှာအသက်18နှစ်နဲ့ US Open ဆုကိုရယူပြီးကမ္ဘာအဆင့်ကိုစတင်ဝင်ရောက်ခဲ့ပါတယ်။နောက်နှစ်မှာနောက်ထပ်3သည့် Grand Slam ၄ခုကိုစစ်တိုက်အနိုင်ရတဲ့ Serena Slam ကိုပထမဆုံးဖန်တီးခဲ့သူပါ။အသက်30ကျော်မှာ Grand Slam ဆုဆဲဆုကျော်ကိုဆွတ်ခုခဲ့ပြီးစတင်သစ်တင်ခဲ့နိုင်ပါတယ်။ကုမရဲ့မြန်နှုံခွန်အားနဲ့အန်ဝင်ခွင့်ကြီးရိုက်ချက်တွေဟာအမျိုးသမီးတင်းနစ်မှာခက်တဲ့တစ်ခုကိုဖန်တီးခဲ့တာပါ။ ဆရီနာရဲ့ကြန့်ခိုင်မှုကရိုးရှင်းတဲ့ရှုဝဲချက်တွေနဲ့တိစောက်ထားပါတယ်။အမတ်ဖြစ်သူကြောင့်သူဟာတက်တက်လွတ်အစာစာကိုဦးစားပေးစားသုံးပြီးအစစ်အစံဟင်တီဟီဝတ်နဲ့ပရိုတင်းတက်များတောင်စားပါတယ်။သူမရဲ့လက်ကျင်မှုမှာပြေးချင်းဒါမှမဟုတ်စပိန်စီးချင်းလိုကာရီယိုလက်ကျင်ခန်း၊ခွန်အားလက်ကျင်ခန်း၊ high intensity interval training နဲ့နာရီပေါင်းများစွာဆွဲဆန့်ခြင်း stretching လို့ကိုအဓိကထားပါတယ်။ဒီလိုစီးနင်းစည်းကမ်းကြောက်စွာဆုံးရှုံးမှုတွေကြောင့်လေကစားသမားတက်တန်းရှိအောင်ထိန်းထားနိုင်ကြတာပါ။ ူမရဲ့စိတ်သက်ကဘယ်တော့မှအရှုံးမပေးတတ်ပါဘူး inspiring for all you guys out there that want to do something and want to be the best that you can be and want to do the best that you can do you just never give up cuz you never know champion တယောက်ကိုသူ့ရဲ့အနိုင်တွေနဲ့မတတ်မှတ်ပါဘူးသူတို့လဲကျသွားတဲ့အခါဘယ်လိုပြန်ထနိုင်တယ်လဲဆိုတာနဲ့တတ်မှတ်တာပါကဲဒါက Serena William ပြောချင်တဲ့အတိတ်ပဲပါပဲကိုရခွန်အားကိုယုံကြည်ဖို့နောက်ပြန်လက်မကြည့်ဖို့သူမအမေပြောလို့ရှိပါတယ်မိတ်ဆွေရဲ့အိမ်မှာကဘာပဲဖြစ်ပါစေခန္ဓာကိုယ်ကိုဂရုစိုက်ပါလဲကြရင်ပြန်ထပါ တခြားဘသူမှမယုံကြည်တဲ့ခါတော့ကိုကိုကိုယုံကြည်ပါအဲ့ဒါဟာခမရဘဝအတွက်အောင်မြင်မှုတွေကိုရယူပေးနိုင်လိမ့်မယ်လို့ဆွေးဆွေးမြေ့မြေ့မှတ်သားထားလိုက်ပါအဆုံးထိကြည့်ပေးလို့ကြည့်စုပါထိတ်တန်းကစားသမားဟောင်းများရဲ့လက်ရှိဘဝများဘလုံးသမားတယောက်ရဲ့အောင်မြင်မှုအထွတ်ထိပ်ဆိုတာဒီလိုအားပေးတဲ့လေဆူဖလားတွေနဲ့ကွင်းတွေကလျှိတ်စည်းလို့အချိန်ကုန်မယ်ဒါရမဲအားကစားသမားဘဝပြီးဆုံးသွားတဲ့အခါရော သူတို့တွေဘောလုံးကန်ဖနက်တွေကိုချက်လိုက်တဲ့အခါဘဝဆိုတဲ့ queen အသက်မှာဘလို့ကိုယ်တွေတွင်းနေကြပါတယ်လဲဒီနေ့မှာကဘာကျော်ကစားသမားဟောင်းတွေရဲ့မမျော်လင့်ထားတဲ့လက်ရှိဘဝတွေကိုလေ့လာကြည့်အောင်ကစားသမားဟောင်းအမျိုးစုကတော့သူတို့ချစ်မြတ်နိုးတဲ့ဘောလုံးလောကထဲမှာပဲဆက်လက်ကျင်လည်ကြပါတယ်အထင်ရှားဆုံးဥပမာတွေကတော့ဂွာဒီယိုလာဇီနဒင်းဇီဒန်နဲ့ဇာဘီရိုလိုနာမည်ကျော်တွေပါ